ုသင်တို့တာသနာမှာကလေအပြော်ကနေပြီးတော့အပြက်ကိုပြောင်းနေပြီ ဦးသိန်းတို့တာသနာမကလေအပြော်ကနေပြီးတော့အပြက်ကိုပြောင်းနေပြီတိလားဦးသိန်းတို့တာသနာမကပြော်စရာကနှစ်ခုပဲရှိတယ်။သာပေနဲ့ပြော်မှာလားတရားနဲ့ပြော်မှာလားဒီနှစ်ခုပဲရှိတယ်ပေါ့အခုနောက်ပိုင်းကအဲ့ဒီအပြော်နှစ်ခုကိုပယ်ပြီးတော့ဟိုလူတွေပြောတယ်လို့ပါတယ်လို့မျိုးမွနေဒီမှာသိခွဲတယ်တပားနဲ့တပားတုတ်ကြတယ်ပေါ့ဒါကကိုတငယ်ချင်းချင်းခင်နာချစ်တာကတမျိုးပေါ့လေ တိုးတော့သာသနာမှာနေသည့်ကြောင့်ဒါတွေကမတင်လျော်ဘူးပေါ့ပြင်ပကကြည့်မယ်ဆိုလို့ရှိရင်မတင်လျော်ဘူးဦးနှိုးတွေကဒီလိုအနေထိုင်နေသင်ကျင်တင်နေပေါ့တိလားလူတွေပြောသလိုမပြောတင်ဘူးပေါ့လေနော်လူတွေပြောသလိုမပြောတင်ဘူးပေါ့ခုနကပိုင်းကိုရောငယ်လေးတွေဟိုကျောင်းနိုင်ဘုန်းကြီးတွေအသာဒီလိုမိုးနေ့တွေရန်ကျင်းပခါလာရန်ဝါသနာပါမိုးနေ့မှာပြအထုတ်တာတို့နော် ိုစာတင်တဲ့ငါးလေးကိုအသင်ပြီးအောင်နွားကမာလှူတာတို့မဲဖောက်ပြီးတော့ကောင်းတာပေါ့အဲဒီလိုမိုးနေကကြီးခွဲပြီးတော့လူတွေကိုလိုက်ကျွေးတာတို့လူတွေပြောတယ်လို့ပါတယ်လို့လောက်တာတို့ကြတော့လုံးဝမသိလျော်ဘူးပေါ့လေနော်အပြောပါတွေပေါ့ပြောချင်းတရားနဲ့ပြောပါစာပေနဲ့ပြောပါဒီနှစ်ခုပဲရှိတယ်နော်အသင်ဖရားရတယ် ဟိုမင်္ဂလိပ်တော်များများကပေါ့ကိုရီးယားကရေကြည့်ပြီးထိုင်းကရေကြည့်ပြီးတော့ဒီအချောင်းမျက်နှာပေါင်းတဲ့ကောင်တွေကိုယူတာပေါ့လေတိုးတော့ဒါကလည်းဘာကိုပေးတယ်လဲဆိုရင်တင်ခန်းတာတစ်ခုကိုပေးတယ်ဘာတင်ခန်းတာလဲဆိုလို့ရှိရင်သူတို့ကသူတို့ရဲ့ယဉ်ကျေးမှုကိုတကဘာလုံးကြိုက်အောင်ဟိုဖြန့်ဝေနိုင်တဲ့ thought scale ပေါ့ thought power ပေါ့အာအပြော့သားကိုသူတို့ကတိဟုတ်လား ဲ့ဒါသူတို့ရဲ့စကေးပဲအဲဦးဇင်းတို့ဘုံကြီးတွေဆိုအဲ့လူတွေအဲ thought skill ဆိုတဲ့ thought power ပေါ့အားပြောတာဒီကိုယ့်ရဲ့ပညာရေးတွေကိုယ့်ရဲ့ဘာသာရေးကိုယ့်ရဲ့စာပေတွေကိုယ့်ရဲ့ယုံကြည်မှုတွေကိုဒီတကဘာလုံးပြန်မှုဆိုတာကကျတော့ thought power ရှိမှရတယ်ဦးဇင်းတို့ဘောဓဘာသာကဘာမှာပြန်ပွားတယ်တိုးတိုးနှေးတယ်အဲ့ဒါကဘာလဲဆိုတော့ယူဦးဇင်းတို့ကဒီ thought power thought skill အားနေတာတို့ media အားနေတာတို့ ပြီးရင်ကဘာတော့တကားကိုတကြွမှုအားနေတာလို့ပေါ့မူတည်တာပေါ့ဒါဓမ္မဟိုအနောက်နိုင်ငံလူတွေကဥဒ္ဓရနိုင်ငံကိုလာတင် जा သူတို့ကဖြန့်လို့ကဘာကိုပြင်တာနော်ဥဒ္ဓရဒီကဘုံကြီးတွေဖြန့်တာကနဲတယ်အဲ့ဒီကဘာကလာတဲ့ပုဂ္ဂိုလ်တွေကပြန်ဖြန့်လို့ပြင်တာအများတယ်ဟဲ့လားဒီတကလုံးကလည်းအဲ့ဒီသင်္ကန်းဆောင်ပေးတာပေါ့အဲ့ဒါကြောင့်ဥဒ္ဓရကသာပေတွေကိုတောင်းတင်းဖြစ်ရင် ကဘာတော်တကားကိုတင်ပြီးရင်ဖြန့်ဝေဖို့တင်ကန်းတာပေးတယ်။သုံးဝခုံတလန်းကတကယ်ရှိလားဗျာတဲ့။ဦးတင်တို့ကလေးဘွားတော်ကအရန်ဆိုင်ခဲ့တဲ့သုံးခုံတလန်းပေါ့။အဲ့ဒါကတကယ်လားဆိုလို့ရှိရင်အဲ့ဒါကဒန္တာကြီးတလန်းပါ။ဟမ်ဒန္တာကြီးတလန်းပါ။တိုးတော့ဦးတင်တို့ကမစ်ဒန္တာကြီးတဲမှာဦးတင်တို့ကအမှန်တရားရှိတယ် အဲ့ဒီအမှန်တရားကိုလူသိဝင်သားအောင်ဒန္နာယီတန်ဆန်ပုံမှန်စံရေးတာပေါ့ပြန်ရေးတာပြန်ရေးပြီးပြန်ရတယ်ဖြစ်ပါရဲ့နော်ဦးဇင်းတို့အဲ့တေကနေပြီးတော့အိန္ဒိယကိုကူးတဲ့နာမှာတကယ်တမိုင်းအမှန်ကခက်ခဲတယ်ကြမ်းတမ်းတယ်တချို့ဆိုလို့ရှိရင်တွားနေတဲ့လမ်းမှာတည်တယ်ကြားတွေချင်တဲ့တွေတကယ်လူတွေကအန်တရယ်ပြနေတဲ့အကောင်တွေအများကြီးပဲရေတံကုန်းတံသွားရတာတကယ်တမိုင်းအမှန်ကလေ ဖြစ်တာ။ရန်ခက်ခဲတာပေါ့။အဲ့တော့ကအိန္ဒိယမှာပြပြီးတော့စာပေကျန်းကန်တင်တယ်ပြီးရင်မိခင်တရုတ်နိုင်ငံကိုပြန်လာတယ်ပေါ့။အတမိုင်းအမှန်ပဲ။နိုင်ငံကျော်ပိုလန်မှနေသွားတယ်ပြန်လာတယ်ပေါ့။နိုင်ငံကျော်ပိုလန်မှဆိုတာကကြာတော့သူတို့ရင်ကျေးမှုတွေဘာသာရေးတွေရင်ကျေးမှုတွေအစဉ်အလာတွေစာပေတွေအနုတုခမတွေကိုဖလှယ်တဲ့လမ်းကြီးသီးပွားရေးတွေပေါ့။နော်နိုင်ငံကျော်ပိုလန်မှကြီးသွား။ကမ္ဘာကျော်ပိုလန်မှပြောတာ။ အဲ့ဒီတမိုင်းမှန်ကိုဦးဇင်းတို့ကလူတွေသိဝင်သားလားဩဟိုသုံးခုံကိုပါကျဲလို့အဲ့လိုသိဝင်သားဩထွင်လိုက်တာအဲ့ဒီသုံးခုံကိုပါကျဲတို့ကတကယ်မရှိဘူးတကယ်ရှိတာကအဲ့ဒီတရားတော်ကတကယ်ခက်ခဲကြမ်းတမ်းသွားသာပြီးတတ်တင်ရတာအဲ့ဒါကတကယ်တမိုင်းအမှန်ပါဦးဇင်းတို့မြန်မာမှာလည်းပုံမြင်တွေရှိတယ်ဒါနာတွေရှိတယ်အဲ့ဒါကတကယ်မဟုတ်ဘူးတိုးတော့အဲ့ဒီဒါနာကြီးပုံမြင်တွေကတမိုင်းကို အသာနာပြီးတယ်ဦးဇင်းတို့တမိုင်းတွေကိုရှာတဲ့အခါမှာအဲ့ဒဏ္ဍာရီတွေဖတ်ပြီးတော့မှဒဏ္ဍာရီကနေယူတမိုင်းအသာနာကိုယူပြီးတော့ရှာရတာနော်ဥမာပီရမစ်တို့ရဲ့ကဘာဘဟီလီတွေပေါ့နော်အီဂျစ်တို့ကဘယ်ရီတန်လဲအဲ့ဒီမှာအတုံးလေးအဲ့အတုံးလေးကိုလေ့လာတာနှစ်ပေါင်း20ကြာတယ်ပြီးတော့မှအသာနာရတာအဲ့ဒီအသာနာကိုလိုက်တော့မှအခုအီဂျစ်တမိုင်းတွေပေါ်လာတာတဲ့အဲ့ဒီဦးဇင်းတို့နိုင်ငံမှာရှိတဲ့ ဒနာရီပုံမြင်တွေကလည်းအဲ့တိုင်းပဲတမိုင်းအစနာကိုပြီးတယ်အဲ့ဒီအစနာကိုတက်ပြီးတော့မှတကယ်တမိုင်းမှန်ကိုရှာကားတာအဲ့ဒီလိုပဲဒီသွန်းခုံတို့ကလည်းအဲ့တိုင်းပဲ